ပုထုဇဉ်ဖြစ်တဲ့အတွက်ဒီလိုတို့လာဘသက်္ကာရဒီလောကကိုကျော်လွန်နိုင်ပြီလားဗျမကျော်လွန်နိုင်ဘူးဒီလိုလည်းမကျော်လွန်နိုင်လူကျင်တဲ့လောက်မရသေးလို့ဒီလိုဖြစ်လိမ့်မယ်ဟုတ်လားနောက်တကယ်ဒီလိုတို့ချိန်ချောင်းမှုတွေမပြည့်ထန်သေးလို့ဒီလိုလည်းဖြစ်ဖြစ်လိမ့်မယ်အဲလူကျင်တဲ့လောက်လည်းရမယ်တော့မဟုတ်အဲလူရင်နာကိုစမ်းကျင်နိုင်တယ်ဆိုရင်တော့မလဲအသက်အန္တရာယ်အမျိုးမျိုးချိန်ချောက်တယ်ဆိုရင်တော့ဒါအပြောင်းလဲရှိကောင်းရှိနိုင်တယ်တော့တော်တော်ပါမဟုတ်သေးတဲ့အတွက်တရားတွေက မတည်ကြည်ဘူးပေါ့ကြာမတည်ကြည်ဘူးပေါ့အခုဒီတပြည့်တော်တို့ဇီးဒီဝါဘကပခမ်းဘကဆရာတော်ဖျားကြီးဘလောက်ကြည်ညိုစရာကောင်းလဲဝီနီကိုအသက်နဲ့လဲပြီးကာကွယ်သွားတာဘယင်ကလည်းအလောင်းမတရားကိုယ်တိုင်စစ်တိုက်တဲ့သူလွတ်လိုက်တယ်အဲစစ်ပွဲမှာပဲကြာရှုံးပြီးတော့ပြန်လည်တော်မူသွားတယ်တို့တော့သူကမြတ်ပါလေပေါ့တို့တကယ်မြတ်ပါလေတပြည့်တော်တို့ရှင်ဖျားတို့နဲ့ဆိုင်ဘာမှရှင်လို့မရဘူးဆရာတော်ဖျားကြီးမြဲဝီနီလေးသားတိတ်ခိရတဲ့အသက်ခါကလေးတစ်ခုဗျာတို့ရှင်ဖျားတို့တပြည့်တော်တို့ယူရတဲ့မြို့ယူရတဲ့ဝင်တဲ့ခါ ကောင်းကောင်းသင်္ကန်းယုံပြသေးလားစွန်စွန်ပြင်ပါညာဆိုရင်တော့ကြည်ကောင်းလေးဝေဝေတယ်ပေါ့ဗျာဒီတက်ကတော့တိတ်တော့မသွားဖြစ်တော့သင်္ကန်းဝေယုံပြီးတော့သွားတယ်ဆိုရင်ဒီပြီးတော့အကဲခံရတာတွေများလာပြီဘယ်သူကကဲရလားဘုံကြီးချင်းချင်းကကဲရတာဘာလို့ပဲဝီနီးတို့လားဒါကိုယ်တိုင်ခံစားခဲ့လို့ပြောတာဝီနီးတို့လားတကယ်စွန်ခံပုံပြီးတော့လေစွန်ခံပုံပြီးတယ်မင်းဘာတပားတည်းနေချင်လို့လားဘာညာခက်တယ်ပြက်တယ်တော့တော်တော်ရှိတယ်နေဟာပေါ့ များနဲ့ဆင်ပြေအောင်နေတော့နေလိုက်တာပေါ့ဘာမှမထူတော့တပိတော်ကဒီတာနာသမိုင်းကိုလေ့လာနေတဲ့ဆရာတော်ဘုရားကြီးတွေကိုကြည်ညိုတာလေဩတန်ဃာဆိုတာဒီလိုအည်သွေးရှိတဲ့ပုံကူတွေပဲအသက်ကအရေးကုန်မပါအသက်ဆိုတဲ့ဟာအရေးကုန်ပါဝိနည်းကအရေးပါလိုက်တာအဲ့ဒီရှင်ဘုရားများဟာနိဗ္ဗာန်ကိုမြန်မြန်ရမယ်ရှင်ဘုရားတွေပဲရှင်ဘုရားတို့တို့ပြောင်ဆက်ဆက်ဘုန်းကြီးတွေမဟုတ်ဘူးဟုတ်လားရှင်ဘုရားတို့တို့ပြောင်ဆက်ဆက်ရှိနေတယ်မှန်လားဗျာနော် နိဗ္ဗာန်နဲ့တော်တော်တော့လှမ်းဝေဦးမှာပါဒီမှာကြည့်ရတယ်တိလေပရိဋ္ဌာယနရောတပညောစိတ်တပညာစဘာဝယံအန္တပိနိဝေကောဘိက္ခုဟုတ်ဗျာတိလကိုအခြေပါရမပြုဘဲနဲ့ဘယ်လိုလုပ်ရမလဲအဲ့ဒီဂါထာကိုအကြောင်းပြုတော့ပါလေရှင်မဘုဒ္ဓဂောသာဝိသုရိမေထာဂရာကိုဖွင့်လိုက်တာဂါထာပေါင်းတောင်းကျော်တယ်တောင်းတစ်ဆောင်ကျော်နဲ့ဖွင့်တယ်ဝိသုရိမကြည်ဆိုပြီးဖြစ်လာ။သီလပဲညာအခြေခံ။ပြီးတော့တို့အခုဒါအင်းအမရှိတော့။သီလရှိတယ်ဆိုတဲ့ပုံကိုယ်ကြီးကြတော့လေသီလကိုအကြောင်းပြုပြီးတော့ခနေ့ဘာဖြစ်အောင်လုပ်နေ ပရိုမိုးရှင်းဖြစ်အောင်လုပ်နေကြတယ်ဆယ်လီဘရီဖြစ်အောင်လုပ်နေကြမှားတော့မှားနေတယ်ဗျာဒီလားကိုတပည့်တော်တို့လက်လွတ်တဲ့ပဲနေတယ်ဆိုတော့အရှင်ပြားတို့တပည့်တော်တို့လို့နေခဲ့တယ်ဆိုရင်လည်းတပည့်တော်တို့ကမမှားဘူးလားမှားတာပဲဒီလားကိုအကြောင်းပြုပြီးတော့ဆယ်လီဘရီဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းမမှားဘူးလားဗျာရှင်ပြားဒုတင်ကိုဗျာ live လွှင့်ပြီးဒုတင်ထိုင်နေတယ်ကဲဒုတင်ဆိုတာကမသိအောင်လုပ်ရတာဗျာတပည့်တော်ပြောဦးတယ်ဒကမကြီးတယောက်တပည့်တော်တို့ကဗျာတဲ့ဒီကိုတော်ကြီးတို့ပါမထင်နဲ့ဟုတ်လား ထိုင်းရတဲ့အဲ့ဒါဒုတိယဆောင်တဲ့အဝါတွေတဲ့ဒီကဥဇော်ဝဲတွေပါကြီးလှုပ်တာတဲ့ဒကမကြီးလို့ဒုတိယဆိုတဲ့ဟာလူသီးမခံအောင်လို့ဆိုတာဟာဘုံကြီးကလည်းတဲ့နောက်လူတွေအတူခိုးချင်အောင်တဲ့အတူဘလို့ခိုးမအောင်အဲ့လိုဆယ်လီဖြစ်အောင်မဲတူခိုးလိမ့်မယ်ဒုတိယဆက်ကအချင်းချင်းဘုံကြီးချင်းတော့အသိမခံဘူးဒီလိုသိရခဲ့မှသိတယ်မလားဗျာညီကောနဘာတုတ်တန်ဒုတိယဆောင်တယ်လျှက်စီးလက်လိုက်တဲ့အခါဟောရှင်မြနေသိသိဆောင်တာတော့မဆောင်ပါဘူးဆိုပြီးတော့နှစ်၄၀ကျော်ဆောင်လာတဲ့နေသိသိဒုတိယကိုဖျက်ပြီးတော့ လဲလိုက်တယ်ပြီးမှဒုတိယပြန်ဆောက်တည်တယ်ညီကိုချင်းတော်အသေးခံအဲ့ဆိုတော့ဒီပြတော်တို့နေ celebrity ဖြစ်နေအောင်လုပ်တဲ့ဝီနီတိုဆိုတဲ့ဟာတွေကလည်းမှန်ရလားဆိုတာဒီပြတော်တို့ ဒါစဉ်းစားရတာလေးများပါတယ်ဗျာသူများဝီနည်းနဲ့တွတ်ပြီးမကဲရင်လည်းဗျာကိုဘလောက်ပြည့်စုံလဲဆိုတာတော်တော်တတော်တော်မလွယ်ဘူးအဲ့ဒါဆိုတော့ကိုနိုင်နာကိုဆောင်းပြီးတော့သာနာပြုတာမကောင်းဘူးလေဗျာဘာဖြစ်လို့ညင်းကြအခုကြည့်ပါကြည့်အတင်ကိုင်းတဲ့ယုံကန်ညင်းလိုက်တာနော်မပြည့်စည်တဲ့မနဲ့ပရိယတိအကျော်မော်ကြီးတွေလစ်စီပေတလာတိတ်ခါကာမနော်ဝိနည်းရတရကြီးတွေပါလေပြန်တော်မူကြတာတွေပြည့်စည်သွားတာတွေအများကြီးဗျာအဲ့ဇကိုင်းမဲလက်ထက်ကျမှဒီကိစ္စပြီးတယ်အဲ့ဒီကျမှတော့ဇကိုင်းမဲရတဲ့ခါတဲ့တန်ခါချင်းချင်းဝန်ခံတာလည်းမကဘူး မင်းပြိဋ္ဌာန်ရှင်မှာတခါလဲဝင်ခိုင်ခိုင်းတယ်ကံပြောအရှင်ဖျားဘက်ကအဆိုတင်သွင်းဆိုတော့သူ့အဆိုတွေကမခိုင်ဘူးသူပြတဲ့အတ္တိကကျမ်းတွေကမခိုင်ဘူးမခိုင်တဲ့အခါအရှင်ဖျားသာဆိုရင်မှားပါတယ်ဆိုပြီးတော့တခါလဲဝင်ခံခိုင်းတာအဲ့ဒီကျမ်းမှာဒါအတုလဆရာတော်ဖျားကြီးလေအဲ့ကြတော့အသက်ကြီးသွားပြီထင်ပါတယ်သူ့ရဲ့အဆက်တွေကလည်းဩအဲ့ဒါတွေကတော့ဖျားဟောမဟုတ်ပါဘူးဆရာအစဉ်အဆက်လိုက်တဲ့အနေနဲ့သူတို့ကျင့်သုံးပါတယ်ဆိုပြီးတော့အဲ့လိုဝင်ခံလို့အဲ့ဇလန်ပြတ်သွားတာအတင်ခိုင်းတဲ့ယုံခိုင်းနှစ်နှစ်ရာကျော်တယ်ဗျာငင်းလာလိုက်ကြတာဝိဝါဒကွဲသွားကြတာဒါကြောင့်ဒီတို့အနာကဘေးငါးပါးရှင်ရတို့ကြားဘူးပါတယ်ဗျာဘာဘေးတွေတို့ဗျာပိုဘေး နာဘေးဒေဘေးလူချင်းကွဲတဲ့ဘေးတန်ငါကွဲတဲ့ဘေးအခုကြုံမနေဘူးလားစိုက်စိုက်မြိုက်မြိုက်ကြီးပြရှင်ရတို့တို့အကုသို့တော်တော်ကြီးတဲ့ဘုံကြီးတွေတပီတော်တို့အပါဝင်ပေါ့ဟုတ်လားစိုက်စိုက်မြိုက်မြိုက်ကြီးတန်ငါတွေရောမကွဲဘူးလားဗျာလူတွေရောမကွဲဘူးလားဗျာတိုင်းပြည်တော်စေသိမ့်ပေါ်မှာဖြစ်နေတရားဝင်တာမရှိသေးတာတရားဝင်တာဒီချင်းနေပြောက်သေးတာအနာကဘိင်္ဂဘာကကျုံးနေပြီပေါ့ရှင်ရတို့ ကြားဖို့မဲ့ထင်ပါတယ်တုံကိုင်းတို့ယုံကိုင်းတို့ကြားဖို့လားဗျအလောင်းမတရားကြီးလက်ထက်ကအတုလာဆရာတော်ကြီးကစလိုက်တာအလောင်းမတရားကြီးကိုးကွယ်တာမင်းကိုးကွယ်တဲ့ဆရာဖြစ်တဲ့အတွက်မင်းရဲ့အမိန့်နဲ့အာဏာယူပြီးတော့အတုံကိုင်းပေါ့ဗျတုံကိုင်းဆိုတော့ပြည်တော်နယ်ဘက်မှာလည်းတုံကိုင်းနေရှိတယ်တင်ကိုင်းလို့လည်းခေါ်ပါတယ်ဗျအဲသူတို့ကတင်ကိုင်းကို နတ်တင်ငန်းကိုတင်မယ်ရင်းစည်းစီးမယ်နောက်တစ်ခုကသူတို့ကတင်ငန်းကိုအဝင်းညင်ညာသာဝတ်ယုံမယ်ရင်းစည်းစီးမယ်ဆိုတဲ့ဟာနဲ့သူကနှစ်မျိုးနဲ့တင်ပြလောင်မီဒီယာကြီးကနေပြီးတော့ဒီဆရာတော်ကိုမင်းကိုကိုယ်တဲ့ဆရာတော်ဖြစ်တဲ့အတွက်အဲ့ဒီဆရာတော်ကအာဝိနည်းဝါဒကိုပြောနေတော်လဲပဲအလောင်မီဒီယာကြီးကိုယ်တိုင်ကဝိနည်းကိုနားမလဲနားမလဲတဲ့အခါကျတော့အတုလဆရာတော်ပြောတဲ့ဟာသာနာပင်ဆရာတော်ပြောတဲ့ဟာကိုအမှန်ထင်ပြီးတော့မောင်းတော်ဆရာတော်ဖျံများပြောတယ်မောင်းတော်ရွာဆရာတော်တွေကမဟုတ်ဘူးမြတ်စွာဘုရားရှင်ရဲ့တိခိယမှာပါတယ် အဲ့ဒါကြောင့်ရွာကိုဝင်မယ်ဆိုရင်သင်္ကန်းအဝင်းကြီးရွာသာဝိယုံပြီးတော့ဝင်ရမယ်။သင်္ကန်းတည်ုံနဲ့မရဘူး။နရက်သင်္ကန်းတည်ုံနဲ့မရဘူး။ရင်စည်းစည်းုံနဲ့မရဘူး။အဲ့လိုနဲ့ဖြစ်လာတဲ့အခါကျတော့မောင်းနှောင်ဆရာတော်နှစ်ပါးကိုခေါ်ပြီးတော့ပြောခိုင်းတယ်။တကားလေးကိုဝင်းနီးမဟုတ်တဲ့ဟာလေးကိုဟောမိပါတယ်ပေါ့။တကယ်တမ်းကျတော့နော်လက်ကတော့ပေါက်ပြီးတော့ဒီရင်စည်းစည်းပြီးတော့ရွာထဲဝင်ရပါပြီပေါ့။အတင်ကန်းပြောတဲ့အတူလက်ဆရာတော်ဘုရားကြီးပြောတဲ့ဟာကိုအမှန်မောင်းနှောင်ဆရာတော်ဘုရားကြီးရဲ့သင်္ကန်းဝိယုံရမယ်ဆိုတဲ့ဟာကိုသင်္ကန်းယုံရမယ် ်ဆိုတဲ့ဟာကိုသူကအာဝိနည်းဆိုပြီးတော့အဲ့လိုမျိုးလောက်တာလောက်တဲ့ခါမောင်းတော်ဆရာတော်နှစ်ပါးပါရှင်များနေပြီးတော်ကြီးခေါ်ပြီးတော့မန်းလေးနေပြီးတော်ကြီးခေါ်ပြီးတော့တဲတန်ရေးတန်ပေးတာဂျမန်တန်ပေးတာအဲ့ဒါဆရာတော်ကြီးနှစ်ပါးအတိတ်အတိတ်တန်ပြေးတာအိုးတမာတွေကနှစ်ကောင်းနဲ့မြတ်တို့ဝိနည်းကိုဆောင်းချောင်းမဲ့ပုံကူတွေမရှိတော့ဘူးလားဆိုချက်ချင်းအဲ့နန်းတော်ရောအဲ့ဒုလဆရာတော်ပြည့်ရဲ့ကြောင်ရုံဘိုးချိုးဖြစ်တယ်ချက်ချင်းမိုးတွေရွာရင်ဘိုးချိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒီဟာကိုအမှန်လို့မထင်ဘူးရှင်ဗျာတိုက်ဆိုင်မှုပဲထင်တာအတုလဆရာတော်ဘုရားကြီးလည်းမမ်းမချဘူးသူကအရှိန်ကောင်းတယ်နောက်မင်းနေ မင်းနဲ့မင်းနဲ့ဘိုးတို့လက်ထက်တို့တွေတာမနိုင်ဘူး။နောက်ဇကိုင်းမင်းလက်ထက်ကြမှာအဲ့ဒီဟာကိုပြဿနာဖြေရှင်းနိုင်သွားတယ်။အဲ့ချိန်ပါပဲ။မကန်ဘက်ကဆရာတော်ကြီးတပါပေါ့။တကြီးရောပွဲမေ့သွားလို့။မကန်ဘက်ကဆရာတော်ကလည်းသူကအယုံကိုင်းပဲ။သင်္ကန်းဝေယုံရပဲ။ဝင်းနည်းနဲ့ညီသင်္ကန်းဝေယုံပြီးကြည့်ရတဲ့ဝင်ရ။ကြည့်ရတဲ့ဝင်တဲ့အခါဆိုတော့အဲ့ဆရာတော်ကိုခေါ်ပြီးတော့အလောင်းမရိယာကြီးရပဲ။အဲ့ဆရာတော်ကိုခေါ်ပြီးတော့ ထံပေးမယ်ဆိုတော့အဲ့ဆရာတော့တခါတည်းလူဝဲလဲလာတာ။ဘာကြောင့်လူဝဲလဲလာအောင်တပည့်တော်ရှင်ပြားကိုဘုန်းကြီးတစ်ပါးအနေနဲ့ပင့်လိုက်တာတော့မဟုတ်ဘူးတဲ့။အသက်ရှင်အသက်ခံရလို့အောင်။ငါ့ကိုတက်တဲ့ဆိုရင်အသင်မင်းကြီးကြီးမားတဲ့ကံကြီးထိုက်လိမ့်မယ်။အသင်မကျင်နိုင်ရင်တက်လို့ရတယ်။ဝင်းကြီးကိုတော့မလျှော့နိုင်ဘူး။ငါ့ဆရာပြောတဲ့ဟာကိုငါလက်ခံမယ်။အရှင်မရဆရာဘယ်သူလုံးဆိုတော့လက်ကတော့တင်ပြီးတော့ပြိတ္တတယ်မှာထားပြီးဖရာကိုရှ िख ိုးတာ။ငါ့ဆရာဓမ္မယုံနဲ့ဒီဖရာပဲလားငါ့ဆရာပဲ။ငါ့ဆရာပြောခဲ့တဲ့မူကိုအသက်နဲ့လဲပြီးကာကွယ်မယ်။မင်းတက်ရှင်တက်ဆိုပြီးတော့အဲ့လိုပြောတာ။ ဲ့ဒါကိုအလောင်းမင်းလေးရဲ့ဘာလို့လိုက်ရမလဲအဲ့ဖုန်ကြီးကိုလူထက်ပြီးတော့ရှင်မြရှမ်းပြည်နယ်စစ်တိုက်တဲ့တီလွတ်လိုက်တာလာရှိုးတို့ဘာတို့ပေါ့ဗျာအခုခွေလို့ဆိုတော့နော်အဲ့ဖုန်ကြီးပြန်လာတော့အဲ့ဒါစစ်တန်နဲ့ပဲပြန်လွန်တော်မူရှာတယ်လမ်းမှာအဲ့တော့အလောင်းမင်းလေးကြီးကကောင်းခဲ့တဲ့ဟာတွေလည်းအများကြီးရှိတယ်ဝီနီကိုနားမလဲတဲ့အခါတာနာကိုကြီးညိုပါတယ်ဆိုုံနဲ့တော့မရဘူးဆိုတဲ့ဟာနားလဲဖို့လိုပါတယ်ဗျာမင်းဆရာတွေဆိုတာတော်တော်များများတော့မင်းအလိုလဲရတာများပါတယ်ဒါကြောင့်တောင်ပူလာဆရာတော်ပြည့်ကြီးတို့ကမင်းဆရာမလုပ်ချင်တော့တာမင်းတို့မင်းတရားကြီးလက်ထက် သာသနာပြုမင်းကြီးမှတ်ပါတယ်တို့တော့တိုင်းပြည်ပြုမင်းကြီးတော့ပြောလို့မရဘူးဗျာအခုကသူကဘယင်ကဘုန်းကြီးလို့လုံနေတယ်ဘုန်းကြီးတွေဟိုအောင်လို့ရှင်မရလို့ကန်ကောင်းလို့နော်မင်းတို့ဝင်းကြီးကဘလောက်ဒီလောက်ခိုင်းလဲဆိုတော့ဖခင်ရှင်မရှင်မရတို့ဒီအာဘတ်ဒီဝင်းကြီးတွေကိုနောက်ထပ်မကျွလို့တော့ပါဘူးလို့တိစ္ဆာသူခိုင်းတာဘုန်းကြီးတွေကိုအဲ့ဒီအရောပြထန်းခိုင်းတာမင်းမင်းနဲ့အဲ့လိုပြထန်းရင် ပုထုသင်မှန်ရင်တဲ့အဲ့ဒါမကျူးလွန်မဲ့မရှိဘူးတဲ့ဆရာတော်ဘုရားကြီးများကလည်းကြံတီလီနေထောက်ပြထားတယ်အဲ့ဒါဆိုတော့ဘုရားရှိသစ္စာဆိုတာတဲ့ဆိုတဲ့နေရာမှာအာဘက်ပို့ပြီးတော့များသွားစရာပဲရှိတယ်တဲ့တရားဟာမသိတော့ပါဘူးမြတ်စွာဘုရားရှိဟာဒေသနာကံနေနဲ့ဗုဒ္ဓနာကံနေနဲ့ထမြောက်အောင်တသက်ခွင့်ပြုခဲ့တယ်ဆိုတာဒီဟာကိုထပ်ပြီးတော့မပြုတ်ပြန်နိုင်ပါဘူးနဲ့အဲ့ဒါလိုပြောလို့ကြမ်းထောက်တာခိုင်မာနဲ့ညွန်ပြလို့တာတဲ့မင်းတို့ဝင်းကြီးကမဟုတ်ရတပီတော့တို့အခုအဲ့လိုမျိုးလောက်အောင်မထင်နဲ့ဟုတ်လားဘုရားရှိသောသောပြီးတော့ဒီဝင်းကြီးကိုနောက်ထပ်မကျွလို့တော့ပါဘူးဆိုတာတိစ္ဆာဆိုရမယ့်ဟာမျိုးမင်းတို့မင်းလောက်ခဲ့ကြီး ကိုယ့်အလုပ်ကိုမလုပ်နဲ့ဘုံကြီးကိစ္စဝင်ပြီးရှုပ်တာအဲ့ဒါအဲ့ဒါမျိုးတွေအများကြီးရှိတယ်မင်းတို့မင်းအဲ့ဒါကြောင့်မင်းတို့မင်းကောင်းတယ်တို့တော့တချမ်းပဲကောင်းတိုင်းပြည်အတွက်တော့ဒီတော့ကောင်းတဲ့မင်းလို့ပြောပြောလို့မရဘူးတာနာအတွက်တော့ကြီးကျိုးပါတယ်သူတို့မင်းကြီးဘက်ကိုကြည့်လိုက်တော့အခုဒါလေးကိုမှတ်တမ်းမှတ်သိခြင်းနဲ့လူတွေကပေါ့လေတခါတရံတာနာကိုကြီးကျိုးအောင်ပြလိုက်တာနဲ့အဲ့ဒီမင်းဟာစကြဝဠာမင်းဖြစ်ရောဒီလိုမျိုးယုံကြည်တတ်တယ်အဲ့ဒါလည်းတိုင်းပြည်ပြည်အကြောင်းရင်းတစ်ခုပဲ သူကနဲ့သူယုံကြည်လက်ခံတယ်။သို့တော့တိုင်းရင်းပြည်ဆောင်ရွက်တဲ့အခါဘရင်တပါးလိုအမျိုးအမြင်ရှိဆောင်ရွက်တဲ့ဘုရားလည်းအရေးကြီးတယ်။သာနာရေးဆောင်ရွက်တဲ့အခါသာနာရေးဆောင်ရွက်နိုင်တဲ့ဆွမ်းရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းတိတိမိဆောင်ရွက်ဖို့အခွင့်အလမ်းတွေပေးဖို့အဲနောက်တစ်ခါတပြည့်တို့တာဝန်မှုတာဝန်ခံမှုနဲ့တကွာလုပ်ပိုင်ခွင့်အာဏာတွေအပြည့်အဝပေးတဲ့ဘုရားလည်းဒါအလွန်တန်ရေးကြီးပါတယ်။အဲ့ဒါမှသာသာနာရေးကတိုးတက်မှာဖြစ်ပါတယ်။